ကျွန်တော်ရှေရွဲကတော့ရပြီးသားပါဗျာเนาะရှေရွဲကတော့ကျွန်တော်နီးမှကျွန်တော်လိုက်လွှင့်ပြီးမယ်ကျွန်တော်အဖွဲ့ဝင်တွေရောအားလုံးအတွက်ဇဲခွဲလိုက်ပေါ့ဗျာရှေရွဲဆိုတော့ရှေရွဲပြီးခဲ့တဲ့ဘွဲကကျွန်တော်ဒီဘက်ကိုတော့မပြမိဘူးအဲ့ဒါကလည်းဇဲခွဲလိုက်လေးကိုကျွန်တော်က363ကိုရှေဩထုတ်တဲ့အခါကျတော့ဒီလိုကနန်းကိုဒီ site တွေကလည်းပါတယ်63နောက်တွဲ ကြဆိုင်လေရှိတယ်ဆိုပြီးအဲ့ဒီ63တောက်ကွဲကိုပြလိုက်တာအဲ့အလိကြလဲစိုက်တူလေးဟိုရဟာလာတကိုးခွန်လို့တကိုးခွန်လို့ခါလဲတယ်လဲတဲ့အောက်မှာသူကဘရိတ်တစ်ဖြစ်တဲ့အောက်ကကနန်းဟာသူ့အပေါ်ခုနှစ်ချိန်မြောက်ကနောက်တွဲဟာနောက်တွဲဆင်းဆိုပြီးတော့အဲ့လိုလေးနဲ့ပဲပြောတော့ဟိုဟာဗီဒီယိုဖိုင်တူတော့မလွင့်ပေမိတာပေါ့ဗျာအဲ့ဒါပါပဲဟိုဒီပြဆိုရင်တော့လွင့်ပြေပြီတယ်ဒီအဲ့ကြောင့်ခုနောက်ပိုင်းခဏခဏလွင့်ပြေသွားတာက ဟိုသတိအရုံလေးလွှင့်ပေးလိုက်သတိအရုံလေးလွှင့်ပေးလိုက်ဟိုနော်ဘာလို့ဆိုတော့ဒီကနန်းတကွက်ဒီတစိုက်ထဲနဲ့ပဲဆိုပြီးတော့ဖြစ်မှာစိုးလို့ဒီဘက်အထောက်အကူတွေပါတယ်3.6တော့ဘလို့7နှစ်ထဲကကနန်းကို3.6တော့ဘာလို့ရွေးလိုက်ရလဲ6 3နောက်တွဲစိုက်ရှိတယ်ဆိုပြီးဟာနဲ့ပြလိုက်တာအဲ့အရင်နဲ့ဆယ်ကွက်လိုက်ဆွဲကြဆိုပြီးတော့မန်ပါလေးကိုကျွန်တော်ပြောလိုက်တာအဲ့လိုပေါ့ဗျာနော်ဒါကတနစ်စာဝင်ရင်တော့အကုန်သိရတာပေါ့မန်ပါဝင်ရင်တော့အပတ်စဉ်နဲ့တနစ်စာဝင်လို့လဲတနစ်စာပုံဈေးသက်တာပါတယ်နော် အဲ့တော့ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ဒီ863မှာဆယ်ကွက်လိုင်းအဲ့တော့ကတော့လည်းဒီလိုပဲဩတကွက်ကောင်းအရှေဩက893နှခလန်သွားတယ်863ဆယ်ကွက်လိုင်းနေရပဲရန်ကန်နေရပဲမိတယ်နံပါတ်ပြီးခဲ့တဲ့နှစ်ကအဲ့ဒီလိုင်းကရခဲ့တဲ့ဟာကို 930ကဒီပြကျွန်တော်အရင်လဲပြဘူးပါတယ်နော်930ကဒီနားမှာလဲထွက်ဆိုင်တွေအများကြီးရှိတယ်ဒါပေမဲ့ဒီ line လေးကရခဲ့ဘူးတော့ဒီအချိန်မှာများသူကဏ္ဍတစ်ကွက်လုံးဆိုတော့လဲနည်းနည်းတော့စဉ်းစားစရာပဲဗျာနော်ကဏ္ဍတစ်ကွက်လုံးဆိုတော့လဲဒီ3ကလိုင်းလေးကြာလာကဏ္ဍတစ်ကွက်လုံးကြာတော့မြင်သာအောင်စနစ်ကြာတော့ဟောမဖြစ်ဘူးကျွန်တော်ကအဲ့ဒီအတွေ့လေးတွေကိုသဘောကြတယ်အတွေ့လေးတွေနဲ့ကျွန်တော်တို့ကလင်နာအကွက်ရွှေ့ဆိုင်နဲ့ပေါက်ဆက်လိုက်ရင်နှစ်ကက်စီးနဲ့ပေါက်ဆက်လိုက်ရင် ဘာဖြစ်မလဲဆိုတော့ ID နှစ်ထဲကဟိုရှေ့တစ်နှစ်ကျော်ကကဏ္ဍဆိုရင်ကျွန်တော်တို့ကကိုရှေ့တစ်နှစ်ကျော်ကကဏ္ဍဆိုရင်ကျွန်တော်တို့ကဒီ63နောက်တွဲကြိုက်တယ်ဆိုရင်ရှေ့တစ်နှစ်ကျော်က63နောက်တွဲကဏ္ဍနေရွေးလိုက်ရင် organ မိဖို့ဟာလွယ်သွားကြီးအဲ့တော့အကွက်ရွှေဆိုင်မှာလည်းအယူဆတဲ့အဲ့ဒီအတွဲကလည်းအယူဆတဲ့ရင်ကျွန်တော်တို့က share all မိဖို့ဟာလွယ်သွားကြီးပေါ့နော်အဲ့လိုမျိုး organ မိဖို့လွယ်သွားကြီးအဲ့လိုပေါင်းဆက်တာပေါ့အဲ့တော့ကလင်နာမှာကျွန်တော်ပြီးခဲ့တဲ့နေ့ကအောင်းခဲ့တယ်ဒီ3 3 5 နှစ်ကက်စီလဲခွဲဆိုရဲပေါ့နော်၃၅၃လို့သူကခါထောက်မိဆိုရဲသူ့ရဲ့နောက်နေ့ထဲမှာငါးနောက်ပိနဲ့ကနန်းဟာအခွာအခွာဆိုပြီးတည့်ဆင်းတယ်ဆင်းတော့ကြတော့သူကဒီမှာ645ဆိုပြီးတော့ဖြစ်တဲ့အောက်တပွဲကျော်ကိုဒီ645လို့ဒဲထောင်တဲ့အောက်တပွဲကျော်ကိုသူကအဲ့ဒီငါးနောက်ပိနဲ့ကနန်းအခွာအခွာဆိုပြီးဆင်းတယ်ဒါပထမနှစ် ကတ်မှာတော့အဲ့လိုတိကျလောက်တယ်နော်အဲ့ဒါ ဒီလို site ကလေးတွေကတင်ဂေတာလေးတွေပေါ့နော်မှတ်ထားပေါ့အဲ့တော့ဒီမှာလည်း335လို့ထောင်တယ်ထောင်တာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာ9နောက်ပေးပြီးတော့6နောက်ပေးလို့ကဏ္ဍဒီမှာကြတယ်အဲ့ဒီကဏ္ဍဟာအခွားအခွားဆိုပြီးစင်းတယ်သူကလည်းဒီလိုပဲ6 4 5လို့ခါထောင်တယ်အောက်တပွဲကျော်မှာ6နောက်ပေးတဲ့ကဏ္ဍအခွားအခွားလို့စင်းခဲ့တာသုံးကတ်မှာကြတော့6 4 5သုံးကတ်ကြည့်သူမလုပ်တော့ဘူးဒါပေမဲ့ဒီနားမှာခက်စစ်စင်နေတော့လာလုပ်တယ် ဒီမှာလည်း335ဆိုပြီးခါထောင်ပြီးထောင်တာနဲ့သူ့ရဲ့နောက်နဲ့ထဲမှာ9နောက်ပိတ်4နောက်ပိတ်3နောက်ပိတ်နှစ်ကလည်းကုန်ကန်ကြီး3နောက်ပိတ်ကဒီမှာလာကြတဲ့အတွက်အဲ့ဒီ3နောက်ပိတ်နဲ့ကဏ္ဍဟာအခွားအခွားဆိုပြီးစင်မဲ့ဆိုပြီး663မှာကျွန်တော်တို့10ကွက်မှန်ပါတယ်အခုဒီ363 10ကွက်အောင်ခဲ့တယ်လို့ပဲရခဲ့တာအဲ့ဒါကလည်းသူကကြည့်မှာ645လို့မဖြစ်ဘူး6000 6000 လေးကြီးဖြစ်နေတယ်။ကျွန်တော်ကဒီ6ခါရဲ့အောက်3ဘွဲကျော်ပေါ့ဗျာ။ဒီနေရာမှာ6လေး9နဲ့ရမှာတော့၄9နဲ့ရမှာမလို့ဘူး။တလုံးအထောက်လောက်လုံးပဲကျွန်တော်က3ဘွဲကျော်ဆိုပြီးတော့ဖြစ်နိုင်ရည်ရှိတယ်။3တောင်ပိနေကနအခွားအခွားဆိုစင်းမယ်ဆိုပြီးတော့အဲ့လိုယူဆခဲ့တာ။အဲ့ဒါကိုသူ့ရဲ့နောက်နေ့ထဲမှာဘာတွေဖြစ်လဲဆိုတော့သူ့ရဲ့နောက်တစ်နေ့ဒီကောင်ကြားတဲ့နောက်နေ့ထဲမှာအဲ့ဒီ3-3-5ကိုသူကထောက်ကစားခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့နောက်နေ့ထဲမှာအဲ့3-3-5ပတ်လေကြီးကလိုက်ထွက်ပြီးတာဗျ။လိုက်ထွက်ပြီးတော့လည်းသူကဒီ890ဆိုပြီးတော့ထိတ်ထောင်ပြီးတော့ထွက်တာပဲနော်။ 80 90ဆိုပြီးတော့ထိပ်စီးသုံးလုံးထောင်ပြီးတော့အဲ့3ရက်3ငါးလိုက်ထွက်တာအဲ့တော့ဒီမှာကလည်းဒီ3ရက်3ငါးကကလင်နာမှာ3ကပ်ပဲရှိရတဲ့အတွက်သူက9နောက်ပိတ်နဲ့ကနာအခွလို့အခွဆင်းတယ်ဒီမှာ6နောက်ပိတ်နဲ့ကနာအခွလို့အခွဆင်းခဲ့တယ်သူ့ရဲ့နောက်နေထဲမှာအဲ့ဒီ3ရက်3ငါးပတ်လည်ကဒီမှာလိုက်ထွက်တာလိုက်ထွက်တော့လေသူကဒီတိုင်းပဲ80 90လို့ခါထောင်ပြီးထိပ်ထောင်ပြီးမှသူကထွက်တာထိတ်ထောင်ပြီးမှထွက်တာအဲ့ဒီနှစ်ထဲမှာပဲ तू က80လို့ထောင်လိုက်တာကလည်း तू က ရှေ့ပထမဆုံးစစကြတဲ့ရှစ်ထိပ်မှာသူက890လို့ထောင်လိုက်တာဒီမှာကလည်းပထမဆုံးစကြတဲ့ရှစ်ထိပ်မှာပဲပေါ့နော်အဲ့ဒီနေရာမှာရှစ်ထိပ်မှာပဲသူကစပြီးတော့ထွက်ခဲ့တာထွက်ခဲ့တဲ့ဆိုရင်ကျွန်တော်တို့ကဒီ3ည3ဟာ3နောက်ပိတ်တဲ့ကဏအခွားအခွားလည်းဆင်းသွားတဲ့အတွက်နောက်နေ့ထဲမှာဒီနေရာမှာများ690မထောင်မဲနဲ့ပထမဆုံးစကြတဲ့၈ထိပ်ရဲ့အောက်တပွဲကျော်မှာများအဲ့ဒီ930ပတ်လေလိုက်ထွက်မလားဟာလား 30အားเนาะဒါကစိုက်တူလေးပဲအဲ့ဒါတူတူလေးပဲတခြားအကွက်ရွှေလိုင်းနေလဲရှိသေးတယ်ကျွန်တော်စိုက်မဆွဲရသေးလို့ပေါ့เนาะဆွဲကြိမ်လည်းမရှိဘူးအဲ့လိုမျိုးတွေဖြစ်နေတာကျွန်တော်ပြောခဲ့ပူပါတယ်ဒီဒီနှစ်ထဲကနှစ်နှစ်ဆက်တိုက်ထွက်ထားတာကနေတော့690နဲ့930နောက်နှစ်ကိုလိုက်ထွက်နိုင်ရယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပူလေနှစ်နှစ်ဆက်တိုက်ထွက်ထားတာဒီနှစ်ကွက်ပဲရှိတာအဲ့ရအဲ့နှစ်ကွက်ထဲကတကွက်ဒီနှစ်ကိုထွက်နိုင်ရယ်ဆိုတော့ကျွန်တော်ပြောခဲ့ပူတဲ့အတွက်အမှန်930 930အား6ကြိမ်မှာကြိုက်ရင် ဆိုပါကျွန်တော်ဒီချိန်မှာမန်ပါလေးရှေ့ရွဲကို10ခွက်ကိုပေါ့ရ10ခွက်ထည့်ရမှကျွန်တော်တို့ကအစင်လိုက် ရှေ့ရောရွေးရမယ်ကြိုက်ရွေးပေါ့ပြီးခဲ့တဲ့ပွဲကတော့နောက်တွဲ63ဒီတစ်ပတ်ကရှေ့တွဲပေါ့နော်အဲ့တော့ရှေ့ရွေးရှေ့တွဲတော့ကြိုက်ပြီးဒါကျွန်တော်နောက်ရမှလွှင့်ပေးမယ်နော်ဒါကကျွန်တော်လွှင့်ဖို့လိုက်ရှိုးလွှင့်ဖို့အစီအစဉ်မရှိဘူးလို့ပေးမယ် လိုင်းလေးလည်းကောင်းနေတော့ကျွန်တော်လွှင့်ပေးလိုက်တာပါအားလုံးပဲမင်္ဂလာပါเนาะဒီလောက်ဆိုတော့ဘေကုံလည်းတက်တာတာပေါ့เนาะကြည့်တယ်လူက